ဘင်္ဂလားဒေ့ရှ်အစိုးရဟာအာရခပြည်ကိုစေဝါနဲ့အခြေခံစားတောက်ကုန်တွေမရောက်ရအောင်နေဇက်ဒေတာတွေမှာပိတ်ပင်တားဆီးမှုတွေရှိနေတယ်လို့အာရခတပ်တော် AA ပြောခွင့်ရဥခိုင်တုခါကဒီကနေ့မှပြောဆိုလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့ထိစပ်နေတဲ့အာရခပြည်ရဲ့ဘူတီတောင်မှောင်တောဒေတာတွေမှာနေဇက်ကုန်သွယ်ရေးကိုဘင်္ဂလားဒေ့ရှ်ဘက်ကကန့်သက်ထားတယ်လို့ဆိုပါတယ်။လူသားချင်းစာနာထောက်ထားမှု ဖြစ်တဲ့စေဝါနဲ့အခြေခံစားတောက်ကုန်တွေလူသုံးကုန်တွေကိုအာရခပြည်ဘက်ကမရောက်ရအောင် ဘင်္ဂလားဒေ့ရှ်ဘက်ကလုံးဝပိတ်ပင်ထားတယ်လို့အရခတ်တတော်ပြောခွင့်ရဥခိုင်ဒုက္ခကပြောပါရယ်။ဤအရင်စစ်ကောင်စီလက်ထက်ကဒီမူရီစေဝါလုပ်ငန်းနဲ့ဒီအကျိုးစီးပွားဆက်ဆက်နေတဲ့ဒီဘင်္ဂလားနေချာဆောင်ကြကဒီအရာရှိတွေတပ်ဖွဲ့ဝင်တွေဟာနော်သူတို့အကျိုးစီးပွားပြတ်သွားတဲ့အတွက်ဟိုအေးအေးပေါ်မှာဟိုညီမျိုးစုံနဲ့ထိုးနဲ့တိုက်ခိုက်လာတာတွေနောက်ဒီလူသားချင်းစာနာမှုအထောက်အကူပစ္စည်းတွေဖြစ်တဲ့ဒီဆေးဝါးနဲ့ ဒီအခြေခံလူသုံးကုန်ပစ္စည်းတွေကိုဟိုအရက်ခပြည်ဖက်ဟိုလုံးဝမရောက်ရအောင်ဒီကန်တပ်ပိုက်ပင်မှုတွေလှုပ်လာတာတွေ့ရပါတယ်။ဟိုဒါကြောင့်ဟိုနေဆက်မှာဘယ်လိုဖြတ်တန်းသွားလာမှုမျိုးမှဟိုလှုပ်လို့မရပါဘူး။ဘူးသီးတော်မောင်တော်ဒေတာတွေကိုအရခတက်တော် AA သိမ့်ပိုက်ထားပြီးကြတဲ့ကဘင်္ဂလားဒေ့ရှ်အစိုးရဟာနေကြားဆောက်တက်တွေကိုနေဆက်ကုန်သွယ်ရေးကိုတားဆီးဖို့ညွှန်ကြားထားတယ်လို့သိရပါဗျ။အရခပြည်ဟာပြည်မမျိုးတွေနဲ့အဆက်အသွယ်ပြတ်တောက်ပြီးတဲ့နောက် စေဝါအခြေခံစားတောက်ကုန်တွေနဲ့ဆက်သုံးစီတွေကိုဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယကိုအားကိုးနေရတာဖြစ်ပါတယ်။အိန္ဒိယဘက်ကကုန်သွယ်ရေးထိုက်တဲ့လောက်အဆင်ပြေနေပေမဲ့ဘင်္ဂလားဒေ့ရှ်မှောင်တော်ကုန်သွယ်ရေးကတော့ရပ်တန့်နေဆဲဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်အရခပြည်မှာစေဝါနဲ့အခြေခံစားတောက်ကုန်တွေဟာလိုအပ်တဲ့လောက်မရရှိပဲဒေသခံပြည်သူတွေမှာအခက်အခဲဖြစ်နေကြပြီးတော့ကုန်စည်နှုန်းကြီးတဲ့ဒဏ်တွေကိုလည်းခံနေကြရပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့နေဆက်ကုံသွေးရေးတွေရပ်တန့်နေတာကြောင့်အာရခတက်တော့အပေါ်မှာမူးယစ်စေးဝါကုံသွေးရေးလုံနေတယ်လို့ဘင်္ဂလားဒေ့ရှ်ရဲ့ဆွဆွဲချက်ဟာလောက်ကျန်ဖန်တီးထားတဲ့ဆွဆွဲချက်သာဖြစ်တယ်လို့ဥခိုင်ဒုက္ခကတုတ်ပြန်ထားပါတယ်။မူးယစ်စေးဝါနဲ့ပတ်သက်လာရင်အာရခတက်တော့ AA ကလုံးဝလှုပ်ဆောင်နေတာမရှိပဲမူးယစ်စေးဝါတိုက်ဖြက်ရေးကိုသာလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့ငါးဖန်သမားတွေကတော့အာရခရှေးပိုင်နဲ့ဖြစ်တဲ့မောင်တော်မြို့တွေကနတ်မြဝတွေမှာ တရားမဝင်နေဆက်ကျူးကျော်ငါးခိုးဖမ်းနေတဲ့အတွက်အရခတ်တတော် AA ကထိထိရောက်ရောက်အရေးယူဆောင်ရွက်မှုတွေလုပ်နေတယ်လို့သိရပါပါရှင်။